ကမ္ဘာရွှေစင်းတဲ့အပြိုင်ပြည်တွင်းရွှေစင်းမှာတစ်ချက်သားကို186သိန်းကျော်လာပြီလို့ရွှေငွေအယောင်းဝယ်လုပ်နေသူတွေကပြောပါတယ်အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ဘန်ဒိုနိုရှော့ချမဲ့တင်အပောင်းဝင်စီရီအခြေအနေတွေကကမ္ဘာရွှေဈေးကိုအချိန်တိုအတွင်းစံချိန်တင်မြင့်တက်လာစေတယ်လို့ဆိုပါရယ်ဒီနေ့အော်တိုဘာ15ရက်ကမ္ဘာရွှေဈေးမှာတအောင်စကို4188ဒေါ်လာရှိပြီးလွန်ခဲ့တဲ့တစ်လဝန်းကျင်ကထက်တအောင်စကိုဒေါ်လာ400ဝန်းကျင်အထိမြင့်တက်ခဲ့ပါရယ ကမ္ဘာရွှေဈေးကလက်တလောနည်းနည်းကျများများတက်နဲ့4500လောက်ထိရောက်သွားမဲ့သဘောရှိတယ်လို့ကမ္ဘာရွှေဈေးကွက်လေးလာစောင့်ကြည့်သူတို့ကသုံးသပ်ထားပါတယ်။အမေရိကန်အတွန်းတို့ရှော့ချမဲ့ကိစ္စနဲ့ထရမ့်ကတရုတ်ကိုနိုဝင်ဘာမှာအခွန်တိုးကောက်မကောက်တာတွေကကမ္ဘာရွှေဈေးဆက်တက်မတက်ဆုံးဖြတ်ပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်။ပြင်ပရွှေဈေးကွက်အရ16ပေးရတကြက်သားအယောင်းဈေးက86သိန်း2000ကျပ်နဲ့အဝယ်ဈေးကတော့85သိန်း5000ကျပ်ရှိပါတယ်။15ပေးရတကြက်သားအယောင်းဈေးကတော့ 82သိန်း2000ကျပ်နဲ့ဝယ်ဈေးက82သိန်း9000ဝန်းကျင်ရှိပါတယ်။ပြည်တွင်းရွှေဈေးကတစ်ကြက်သား82သိန်းရှိခဲ့တဲ့ဂျွန်လနောက်ပိုင်းမှာစံချိန်တင်အမြင့်ဆုံးဖြစ်လာပြီး၄ရက်အတွင်းမှာတစ်ကြက်သားကို၄သိန်းဝန်းကျင်ဈေးတက်လာတယ်လို့လည်းပြည်တွင်းရွှေအယောင်းဝယ်လုပ်နေသူတို့ကအသိပေးပါတယ်။ရွှေဈေးတက်နေတာကအခုတနိုင်ငံတည်းမဟုတ်ပဲထိုင်း၊အိန္ဒိယ၊ဂျပန်စတဲ့နိုင်ငံတွေမှာလည်းတက်နေပြီးဘယ်ထိဆက်တက်မလဲဆိုတာကတော့ကမ္ဘာဈေးပေါ်မူတည်နေတယ်လို့မကြခင်90%မြင်ရနိုင်တယ်လို့သူကစက်ပြောပါတယ်ရှင်။